မင်္ဂလာပါယနေ့အတွက်ထူးခြားတဲ့မြန်မာသတင်းနဲ့နိုင်ငံတကာစိတ်ဝင်စားစရာသတင်းများကိုဦးအောင်မင်းစူးစီးတင်ဆက်ထားတာပါကျွန်တော်တို့အကြံဖက်တွေကအကြံဖက်တွေရဲ့ဇယိုက်လက္ခဏာကတဖြည်းဖြည်းနဲ့ပုံပြီးတော့ငါတို့ကအကြံဖက်ဖြစ်တယ်ဆိုတာကိုပုံပြီးပြင်ပြလာပြီလို့ကျွန်တော်တို့ဒီလိုပြောလို့ရတယ်အရင်တော့ကတော့အကြံဖက်သမားတွေကကျွန်တော်တို့ခလာဟိုကားတေးသေးလေးတွေတွားတဲ့ချောင်းလောက်ချောင်းကူတရာမြောင်းကူတရာလောက်ကိုဖောက်ခွဲတာတို့ဟာပြည်သူလူထုရဲ့ ဟိုကြည်လက်စေးသေးကန်းလောက်ကိုဖြက်စည်းတာတော့လောက်လုပ်တယ်အခုနောက်ပိုင်းမှာဘာဖြစ်လဲဆိုတော့ကျွန်တော်မြန်မာနိုင်ငံရောကဘာကရောအလေးထားရတဲ့ဂုံးထိတ်တရားလိုဟာမျိုးကြီးကိုဖြက်စည်းဖောက်ခွဲဖို့ကြိုးစားတယ်အဲ့လိုပဲဟိုလာသူတို့စုတ်ခွာသွားတဲ့နေရာတွေကစေးယုံတွေစာတင်ကြောင်းတွေရဲစခန်းတွေဒါတွေကိုမိရှုဖြက်စည်းသွားကြတယ်ဟိုဖောက်ခွဲဖြက်စည်းသွားကြတာတွေများလာတယ်ဒီဒီနေ့ကြားရတဲ့ပတင်းကပါလဲဆိုတော့ကျွန်တော်မန္တလေးတိုင်းနဲ့စကိုင်းတိုင်းကိုဆက်သွယ်ထားတဲ့ရတနာတင်ခ တရားမိုင်းခွဲဖြစ်စည်းခံရသည်ကျွန်တော်တို့ဓာတ်ပုံတွေလည်းတွေ့ရပါတယ်အဓိကအပြင်တော့ဘာလဲဆိုတော့စိတ်မကောင်းစိတ်မကောင်းဆိုရင်ပြဿနာဘာလဲဆိုတော့အဓိကဒီတရားတွေဆောက်ထားတာဥတောင်းရှိပတ်စံနဲ့ဆောက်ထားရလဲမဟုတ်ဥမင်းအောင်နိုင်ပတ်စံနဲ့ဆောက်ထားရလဲမဟုတ်မြန်မာနိုင်ငံမှာရှိတဲ့ပြည်သူလူထုတွေချွေးနှဲစာရင်လည်းဆောက်ထားတာနော်ချွေးနှဲစာရင်ဆောက်ထားနောက်တော့ဒီတရားကြီးကဥတောင်းရှိရှောက်ရှောက်ဖို့လည်းမဟုတ်ဥမင်းအောင်နိုင်ရှောက်ဖို့လည်းမဟုတ်အဲ့ဒီဒေသတွင်းမှာရှိနေတဲ့ပြည်သူလူထုတွေတွားရေးလာရေးလွယ်ကူဖို့အတွက်နိုင်ငံတော်တိဆောက်ပေးထားတာ ကျွန်တော်ပြောချင်တာနော်အဲ့တော့ပြောရရင်နောက်မြန်မာနိုင်ငံမှာဖြစ်နေတာကတခြားတိုင်းတစ်ပါးသားနဲ့ဖြစ်နေတာမဟုတ်ကိုပြည်တွင်းမှာဖြစ်နေတာဟုတ်လားပြည်တွင်းမှာရှိတဲ့နိုင်ငံကြီးဟုတ်လားဘယ်လိုခေါ်မလဲနိုင်ငံကြီးအခါရတွေကြောင့်ဖြစ်နေတဲ့ပြဿနာအဲ့တော့ကျွန်တော်တို့ကပြောချင်တာအဓိကပါလဲဆိုစာတင်ကြောင်းတွေစေးယုံတွေလန်ဒရာတွေမဖြည့်ဆည်းကြဘူးလိုအပ်တယ်ဘယ်မှာဖြည့်ဆည်းဘလို့နီးနေပဲဖြစ်ဖြစ်မဖြည့်ဆည်းကြဘူးလိုအပ်တယ်ဒါတွေကကျွန်တော်တို့တိုင်းပြည်အတွက်တကယ် ဟိုဘယ်လိုခေါ်မလဲအသက်သွေးကြောလို့တွာလာဖြတ်ကူးရမယ်အသုံးပြုရမယ်အရာတွေဖြစ်တယ်။ဒါကြောင့်မို့ကျွန်တော်တို့ကဟလာဒီအကျန့်ဖက်တမားတွေဟလာမြေသူမြေသည့်လက်နက်ကင်အဖွဲ့စည်းဟိုမျိုးဆိုကျွန်တော်တို့ကအဓိကဟိုဘယ်လိုခေါ်မလဲတိုက်တွန်းညင်တာကတိုင်းပြည်မှာရှိနေတဲ့ infrastructure တွေရောခင်ဗျားတို့မဖြတ်စည်းကြပါဘူး။လုံးဖြတ်စည်းကြဒါတွေကတက်မော်သားလည်းအသုံးပြုမယ်ခမောက်အကျန့်ဖက်တွေလည်းအသုံးပြုမယ်ကျောင်းသားတွေလည်းအသုံးပြုမယ်ရဟန်းတန်ဃာတွေလည်းအသုံးပြုမယ် ဆရာဝန်တွေလည်းအသုံးပြုမယ်လူနာတွေဟလားဆေးရုံဆေးရုံပို့ရမယ်လူနာတွေလည်းအသုံးပြုကြမယ်ပစ္စည်းတွေဖြစ်တယ်။ဒါကြောင့်မို့ကျွန်တော်ဒီတရင်ကိုတွေ့လိုက်တဲ့အချိန်မှာကျွန်တော်အဲ့ဒီတရားကြီးပေါ်ကျွန်တော်တစ်ခါရောက်ဘူးတယ်။တစ်ခါရောက်ဘူးတယ်ဗျအဲ့ဒီတရားကအဲဒုက္ခဝီမြင်လာမသိဘူးအဲ့ဒါကိုတွေ့ထမ်းတာလားရှင်အဲ့ဒါကိုဖျက်ထားတာထင်တယ်ဗျာကျွန်တော်ယတနာတိန်ခတရားဆိုတာဆိုတော့ဟိုပြောရရင်တော့ဒီလို infrastructure တွေကိုဖျက်ဆီးတာလို့ကျွန်တော်တို့လက်မခံဘူးတော်လက်မခံဆိုတာကျွန်တော်တို့ကဗဇက်ကပြောရတာပေါ့ဒါပေမဲ့ အကျမ်းဖတ်သမားတော့အကျမ်းဖတ်သမားရဲ့စာဦးတော့နော်နောက်ဆုံးမှပြကြတာပါပဲနော်နောက်ဆုံးမှပြကြတာသူသတင်းပြည်စုံရေးတာတယ်လို့ပြမန္တလေးတိုင်းစင်ကူမြို့နယ်နဲ့စကိုင်းတိုင်းကြောင်မောင်းမြို့နယ်တို့ဆက်သွယ်ထားတဲ့အေယာဝီမြေကူးတရာအေယာဝီမြေကူးဒေါက်တာဦးမောင်အေယာဝီမြေကူးတရာဟုတ်တယ်အကြီးကြီးတရာကြီးอ่ะအေယာဝီမြေကူးတရာစင်ဖြစ်တဲ့ယရနာတင်ခာယရနာတင်ခတရာကိုတဲ့အော်တိုဝါ28ညပိုင်းကမိုင်းခွဲဖြက်စီးလိုက် တယ်လို့ဒေတာကနေစီကသိရတယ်။ဒရားဖြောက်ခွဲမှုကြောင့်ရန်တိန်ခတရားကြီးကျွေးကြပျက်စီးသွားကြောင်းမိုင်းတောင်ဖောက်ခွဲမှုကြောင့်ပျက်စီးမှုအပိုင်းမှာစင်ကူမျိုးနယ်ပတ်အခြံဖြစ်တယ်လို့သိရတယ်။ဒရားကည7နာရီကျော်လောက်တုန်းကဖောက်ခွဲခံရတာသိရတယ်။ဘယ်သူကလုပ်တယ်ဆိုတော့မသိရဘူးတဲ့။ဒရားတိုင်အမှတ်၄နဲ့၅၄၅နဲ့6ခုကျိုးပျက်ကျိုးကြပျက်စီးသွားတယ်သိရတယ်လို့ရှူဒရားကလည်းပြောပါတယ်တဲ့။ရန်တိန်ခတရားရဲ့တစ်ဖက်ချမ်းကြောင်မျိုးမျိုးနယ်မှာအစိုးရအတွက်တွေက အုပ်ချုပ်ထားပြီးစင်ကူးမြို့နယ်မှာတော့ဒေသတွင်းလက်နက်ကင်တပ်တွေကထိန်းချုပ်ထားတာဖြစ်တယ်တရာယူကိုဖျက်ဆီးတော့လောက်ရင်ပိတ်ထားတာတစ်နှစ်ကျော်ကြာပြီဖြစ်တယ်ဇန်နာတင်ကတရာ2480ပြီအရှိရှိပြီနင်းတော့အရှိမဟုတ်ဘူးနော်နင်းတော့အရှိမဟုတ်တရာကြီးကပြီအရှိရှိပြီတန်ကူကွန်ကရစ်တရာအမျိုးအစားပြင်ဖြစ်တယ်တရာကြီးကိုသမဥသိန်းစိန်လက်ထက်2010ခုနှစ်မှာစတင်ဆောက်လုပ်ခဲ့ပြီး2013ခုနှစ်ဇူလိုင်24ရက်မှာဖွင့်လှစ်ခဲ့တာဖြစ်တယ်လို့သိရတယ် ယခုလူဂျန္နာတိန်ကတရာမိုင်းခွဲဖြက်စီးခံရတဲ့အပေါ်ပြည်သူတွေကတော့တရာတွေမိုင်းခွဲတော့ဘယ်အဖွဲ့ကလုံးလုံးလုံးလက်မခံပါဘူးတဲ့ဒါမျိုးကန့်ကွက်ပါတယ်တရာတစ်စင်းစောက်ဖို့ဆိုတာမလွယ်ပါဘူးဆိုပြီးမှတ်ချက်ပြုကြတယ်တဲ့ဒီလိုတရာအကြီးကြီးတွေဆိုပို့ပြီးတော့မလွယ်ဘူးပေါ့ဗျာเนาะပြောချင်တာမလုပ်ပါနဲ့ကျွန်တော်တို့ပြောချင်တာမလုပ်ပါနဲ့မလုပ်ပါနဲ့ဒါကြီးကဟိုမရိုင်းတော်ကိုရုတ်မာတာဖြစ်သွားပြီเนาะရုတ်မာတာဖြစ်သွားကျွန်တော်တို့ပြောချင်တယ်ရနာတင်ကတရာမိုင်းခွဲဖြက်စီးမှုနဲ့ပတ်သက်ပြီးအစိုးရဘက်ကတရင်ထုတ်ပြန်တာမရှိသေးသလို ဒေတာရင်းနဲ့နဲ့ကင်တက်ဒီဘက်ကလည်းသတင်းထုတ်ပြန်တာမျိုးမရှိရသေးဘူးမတွေ့သေးပါဘူးတဲ့။ဩဂလတုန်းကလည်းနောင်ချုံမြို့နယ်နဲ့ကြောင်မွေးမြို့နယ်အဆက်မန္တလေးလာရှိုးမှာဆက်သွယ်တာနှစ်ပေါင်း125နဲ့တက်တန်းရှိရှေးအောင်ရင်းရင်းမှုအမွေနဲ့ဂုံးထိပ်တရားကိုတဲ့ TNL ဖွဲ့ကမိုင်းခွဲဖျက်ဆီးခဲ့တယ်။လို့အစိုးရသတင်းတော်တွေတရားဝင်ပြောထားပါတယ်ဆိုပြီးဒီသတင်းမှာအဲ့လိုရေးထားတယ်။အဲ့လိုရေးထားကျွန်တော်တို့ပြောချင်တာကတော့အရာဝတ္ထုတစ်ခုအဓိကအဖြစ်ပြည်သူလူထုနဲ့ဆိုင်တဲ့ infrastructure တွေကဖျက်ဆီးရလွယ်လွယ်လိမ့်မယ်။ဖျက်ဆီးရလွယ်လွယ်လိမ့်မယ်။ ပြန်ပြီးတော့တိဆောက်ဖို့ဆိုတာမလွယ်ဘူးဗျပြန်ပြီးတိဆောက်ဖို့ဆိုတာမလွယ်ဘူးနောက်တစ်ခုကကျွန်တော်တိုင်းပြည်ရဲ့ဖွံ့ဖြိုးတိုးတက်ဖို့အတွက်အတိတ်အသက်သွေးကြောကျွန်တော်မြန်မာနိုင်ငံကို2019 19ခုနှစ်မှာပြန်ရောက်တဲ့အချိန်မှာကျွန်တော်တို့အမေနဲ့အဲ့တော့ကျွန်တော်အမေရှိသေးတယ်ကျွန်တော်အမေကျွန်တော်အဖေနဲ့ဖယောင်းသွားတယ်2019တကြိမ်သူကဘယ်ရောက်သွားမလဲမြကြီးနားသွားမယ်တဲ့မြကြီးနားကနေပြီးတော့အဲ့လမ်းမှာရှိတဲ့ဖယားတွေဖူးလာမယ်ဆိုမြကြီးနားသွားမယ်ဆိုကျွန်တော် အကြာကြီးတော့မယ်ထင်တာဘူးညနေပိုင်းကမောင်းသွားတယ်ညကြီးနောက်မနမိုးလင်းတော့ရောက်သွားတယ်ရောက်သွားတော့ကိုကလမ်းကျမ်းတာတစ်ခုမှမရှိဘူးကျွန်တော်ရန်ကုန်နေထွက်တယ်လမ်းကျမ်းတာတစ်ခုမှမရှိသူကဝုန်းညကြီးနောက်ရောက်သွားညကြီးနောက်နေပြန်ဆင်းပြီးတော့ဖះရီပတ်ဆင်းပြီးတော့မှရန်ကုန်ပြန်ဝင်ပြီးတော့ပြန်လာပါတော့သူကတုံးရက်ခီးလာမယ်အဲ့လိုကျွန်တော်အဓိကဘာလို့ပြောချင်တာလဲဆိုအဲ့တော့ရှမ်းပြည်ဘက်တွေပါရောက်တယ်ဗျရှမ်းပြည်ဘက်တွေရောက်တယ်တော်တော်များများရောက်တယ်ကျွန်တော်တို့မြန်မာနိုင်ငံမှာရှိစဉ်အခါအနေနဲ့လမ်းပန်းဆက်သွယ်ရေးတွေကအရန်ကွာသွားတော့ကျွန်တော်ပြောချင်တယ် ကျွန်တော်အ69လောက်ကကျွန်တော်တို့တည်ပြူသွားဘူးတယ်ကျွန်တော်တင်ရင်တောင်နဲ့ကျွန်တော်တို့အဲကျေကောင်သွားတာအဲ့တော့ကျွန်တော်တို့ကမင်းမျိုးလောက်ကထွက်လိုက်ပြီဆိုရင်ဟိုတချို့လမ်းတွေကျမ်းတာတွေရှိတယ်နော်တချို့လမ်းတွေကျမ်းတာတွေရှိတယ်မင်းမျိုးကိုတတ်ဖို့အတွက်လည်းတိတ်မလွယ်ဘူးနော်ဟိုဘက်ကျွန်တော်တို့ဒီလာရှိုးဘက်အဝင်းတွေမှာလမ်းတွေကျမ်းတာတွေပေါ့အဲ့လိုပုံစံအမျိုးမျိုးရှိတယ်ဒါပေမဲ့နောက်ပိုင်းမှာအဲ့ဒါမျိုးတွေမရှိတော့ဘူးပြောတော့တနေရတဲ့တနေရအရန်နှီးသွားတယ်နှီးသွားဆိုတာဘာလဲဆိုတော့ဒီတိုင်းနှီးတာမဟုတ်ဘူးလမ်းမဆက်တွေကြီးအရန်ကောင်းသွားတာ အရန်ကောင်းသွားတာကျွန်တော်အဲ2019ပြန်ရောက်တဲ့အချိန်မှာတော့ဟာကားစီးရလဲအေးစီးပဲဗျာညံ့နေရပဲတော့တော့လမ်းမလဲဘာမှပြဿနာမရှိဘူးမီးရလဲထိန်လင်းထိန်လင်းအဲ့လိုမျိုးကျွန်တော်တို့သွားတာဆိုတော့အဓိကကျွန်တော်ဘာလဲဆိုတော့ကျွန်တော်တို့အရင်တော့ဆိုရင်ကျွန်တော်တို့ပပိန်ကိုသွားမယ်ဆိုရင်လှိုင်းတားမှာဇက်ကူးရတယ်ဘယ်နဲ့အစိုးရထားပြီးအဲ့လှိုင်းတားရအဲ့ရငုံမြစ်ကိုဇက်နဲ့ကူးပြီးဟိုဘက်ကိုသွားရတယ်ဟိုဘက်သွားပြီးကျွန်တော်တို့ပပိန်ဘက်မှာလာမသိဘူးအဲ့မှာဇက်တစ်ခါထပ်ကူးရဇက်နှစ်ခါကူးရတယ် အခုကျွန်တော်ဒီကအခုပြန်ရောက်လာတဲ့အချိန်ပေါ့နော်။တော်ဟာဖြောင်းနေတာပသိယုံသွားရင်နိုင်ပိုင်းပဲကြာတယ်။ရန်ကုန်ကနေပြီးတော့ပသိယုံသွားတယ်။အလောက်အထိဟိုဒါပြောရရင်ဗျာဟိုကျွန်တော်ခုနပြောလို့ပဲဦးတန်းရွှေအတက်စောက်ထားတာလည်းမဟုတ်ဘူး။ဝင်းမူကြီးနင်းအောင်လည်းစောက်ထားတာလည်းမဟုတ်ဘူး။တိုင်းလူပြည်သားအားလုံးအသုံးပြုလို့စောက်ထားတဲ့ပစ္စည်းတွေနိုင်ငံတော်ရဲ့ infrastructure တွေဖြစ်တယ်ဒါတွေကပြောရရင်စည်ရဲကနေတတိယအထိအကုန်သုံးရင်းရှိတဲ့အရာဝတ္ထုပစ္စည်းတွေဖြစ်တယ် ဟုတ်လားတချို့ဆိုလို့ရှိရင်ဒီလိုတရားတွေရနေပြီးတော့မနက်အလုပ်စင်းတယ်ညအလုပ်ပြန်တယ်သူတို့ရဲ့နေ့စဉ်နေ့တူတူကဝိုင်းရေးကိုအသက်မွေးနေရတဲ့စင်းရဲသားတွေရှိအဲ့လိုဟဲ့လားတချို့တွေဟဲ့လားတက်ချီမောင်းတဲ့လူတွေရှိတယ်ဒီလိုတရားကြီးတွေပေါ်လာတဲ့ခါကျတော့သူတို့တွေပုံပြီးဟိုဘက်ဒီဘက်ကူးကူးဆက်ဆံရတာလွယ်လာတဲ့အတွက်သူတို့တွေဝင်ဝင်ကောင်းလာတယ်ပေါ့ဗျာအဲ့ဒီဒါတွေလည်းပုံဖွံ့ဖြိုးလာတယ်ဥဥသက်ရှင်လက်ထက်မှာဆိုရင်တရားတွေတော်တော်များများစောက်ခဲ့တယ်ကျွန်တော်ပြောချင်တာ လမ်းတွေတော်တော်များများဖောက်ခဲ့တယ်။ကျွန်တော်တို့ကကျွန်တော်ပြောပြရပါဗျ။အဲ့ဒါရင်လည်းပတ်သက်ပြီးကျွန်တော်တို့ကပြည်သူလူထုသိအောင်ရှေ့မီနောက်မီပြန်စကားပြောအဲ့လမ်းကြီးတွေရိုက်ပြအများကြီးကျွန်တော်တို့လုပ်ဖို့လိုအပ်တယ်။တချို့ပြည်သူတွေကချုပ်ပြည်သူကအဓိကအဖြစ်တော့အခုအသက်အပိုင်းခြားတ30လောက်ဝန်းကျင်လူငယ်တွေကဒီလိုလမ်းတွေဘလို့ပေါ်ပေါက်လုံးလာရတယ်ဆိုတာသူတို့နားမလဲ။အဲ့တချို့လုံးကဆိုရင်ကျွန်တော်တို့ငငယ်ရဆိုလို့ရှိရင်ရန်ကုန်ကနေပြီးတော့ ဘကူကိုဖျားဘူးသွားမယ်ဆိုထမင်းလုတ်ထည့်သွားတာရန်ကုန်နေဘကူကိုသွားလို့ရှိရင်ကျွန်တော်တို့ကရန်ကုန်နေမနက်6နာရီထွက်ရင်ဘကူနေ့နေ7နာရီလောက်ရောက်တယ်ထမင်းစာဖျားပတ်ဖူးဘာညာကျောင်းကျောင်းမူလာတန်းကျောင်းသားပေါ့နော်ဖျားပတ်ဖူးဘာညာအဲ့ကနေပြန်လာရင်ရန်ကုန်ရ9နာရီလောက်မှပြန်ရောက်တယ်တွားရတဲ့ခရီးရယ်တွားရတဲ့လမ်းအနေထားရယ်ကျွန်တော်တို့တွားရတဲ့ရင်ရန်နေရာပစ္စည်းတွေခင်မမီဘူးကျွန်တော်ပြောချင်တယ်အခုကျွန်တော်တို့ကလာဒီရန်ကုန်ဘကူလိုင်းဖောက်ရတာရန်ကုန်ကနေဘကူကို 45မိနစ်လောက်နဲ့ရောက်တယ်ခမစင်းသားကြီးခမစင်းသားကြီးအဲ့45မိနစ်လောက်ရောက်တာအခုဆိုရင်ဟဲ့လားဘကိုးကလူရရန်ကုန်မှာလှုပ်လာလှုပ်လို့ရတယ်ရန်ကုန်လူရတဲ့ဘကိုးကိုသွားပြီးဈေးရောက်တာလေဈေးဝယ်တွားလှုပ်လို့ရတယ်နေချင်းပြန်လည်းရတယ်အဲ့လိုနော်အဘက်တောသူတောင်သားရဲ့နေတဲ့အခုလိုအရာကြီးမြင့်ကတရားကြီးတွေပါလေဆိုတောသူတောင်သားတွေပို့ပြီးအသုံးဝင်တာပေါ့ဗျာကျွန်တော်ပြောချင်တာပို့ပြီးအသုံးဝင်တာပေါ့စစ်တိုက်ပါစစ်တိုက်တယ်ဆိုတာမှန်တယ်ခင်ဗျားတို့ဘလို့ခံယူချက်နိုင်ရဖြစ်တိုက်တိုက်ဘလို့ပဲဖြစ်တိုက်ပါ ဒါပေမဲ့မဖြက်စည်းပါနဲ့မယုတ်ပါပါကျွန်တော်ပြောချင်တာနော် အရန်ကျွန်တော်ပြောချင်တာဒီတည်င်းဖက်လိုက်ရမနေ့ကဒီတည်င်းကိုဖက်ပြီးတော့ဓာတ်ပုံလေးကကြည့်လိုက်ရတော့ဩလို့ဒါကြီးကအတော်ဆိုးတယ်နော်ကျွန်တော်တို့ဒီလိုမျိုးသုံးသပ်မိတယ်နော်ဒီလိုသုံးသပ်မိတယ်နောက်တစ်ခုကဘာလဲဆိုတော့ကျွန်တော်တို့ပြောပါတယ်ဂျန်ဖက်ဒီအုပ်စုတွေပေါ့နော်ကျွန်တော်အဂျန်ဖက်အုပ်စုလို့ပဲခေါ်မယ် DNA လေး MNDA နဲ့ AA ကိုဘာကြောင့်လဲဆိုတော့အားလုံးကဥပဒေမဲ့တိုက်ပွဲတွေပေါ်ဆောင်နေတယ် ပြည်လူရဲ့အသက်အိုးရင်စီးစိမ်တွေကိုဟုတ်လားဟိုပျက်စီးအောင်ပေါ့ဗျာတိုက်ပွဲကြီးဖန်တီးရလို့ကျွန်တော်ပြောချင်တယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကတိုက်ပွဲမဖန်တီးဘဲနဲ့နိုင်ငံရေးအရဖြည့်ရှင်းနိုင်တဲ့ဇပွဲဝိုင်းတွေရှိတယ်။တိုက်ပွဲမဖန်တီးဘဲနဲ့နိုင်ငံရေးအရဟိုတယောက်နဲ့တယောက်စကားပြောနိုင်တဲ့အခွင့်အရေးတွေရှိတယ်။တိုက်ပွဲရတော့ဗျာပြောရင်တော့ဟိုဘေးရဆူကျများတာပေါ့။ဒါပေမဲ့ဒီဘက်မှာနိုင်ငံရေးအရစကားပြောကြဆိုကြတာကတော့အချိန်တော့ယူရတာပေါ့ တို့ပြင်မဲ့ဗီဒီယိုဆိုကြမရှိဘူးအိန္ဒိယရတယ်တိုင်းပြည်မှာမပြတ်သေးဘူးကျွန်တော်တို့ကအဲ့ဒါကိုအားပေးတယ်တော်နေတယောက်ဟလာဟိုနားလည်မှုမရှိရင်နားလည်မှုရှိအောင်ပြောကြမယ်ဆိုကြမယ်နော်ဒါမျိုးပေါ့အဲ့တော့ကျွန်တော်တို့ NCA ဆိုလို့ရှိရင် NCA ကျွန်တော်ဒီမှာဒီရောက်တဲ့ကဒီ NC NSPNC ကကျင်းပတဲ့ NCA ဘွဲတက်တာဆိုကျွန်တော်၄ချိန်တော့၄ချိန်မကတော့၄ချိန်မကတော့ဘယ်သူတွေစိတ်ဝင်စားသည်ဖြစ်သည်ဘယ်သူတွေစိတ်ဝင်စားသည်ဖြစ်စီဒါပြောရလို့ရှိရင်ကျွန်တော်တို့မိသားစုတစုနဲ့ပြောရရင်တော့ထမင်းဝါရအစင်းသိမ့်မယ် အားလုံးလာစားဖို့လည်းဖိတ်ခေါ်ထားတယ်အပေါ်မှာဟလာဟင်းခတ်မွေးကြိုင်းနဲ့တကယ်မွေးကြိုင်နေတဲ့ဟင်းလျာကြီးလည်းရှိတယ်လာမစားလို့ရှိရင်တော့လာမစားတဲ့လူတွေအပြစ်ပဲကျွန်တော်ပြောချင်တာနော်ဒီစပွဲဝိုင်းတွေအတွက်ကိုအကုန်လုံးကိုဖိတ်ခေါ်ထားတယ်ဒီစပွဲဝိုင်းတွေမှာစပွဲဝိုင်းအလို့အကြားမရှိအောင်နော်နိုင်ငံတော်အကြီးအကဲတွေပေါ့ကျွန်တော်တို့ကပြောရရင်တော့နိုင်ငံတကာနိုင်ငံရဲ့ဟလာပြုပြင်ပြောင်းလဲရေးပဲဖြစ်ဖြစ်ဒေတာတခုကိုပြုပြင်ပြောင်းလဲဖို့ပဲဖြစ်ဖြစ် စကားပြောကြတာကောင်းတယ်မတူညီတဲ့ဘက်အချင်းချင်းကလေတောင်းတဲ့တယောက်ကြားမှာအဖြစ်တွေပြောအမုန်းတရားရဲ့ဆိုစစ်တိုက်နေကြတာဟာအဓိကအဖြစ်အဖြစ်ကပြည်သူလူထုဒုက္ခရောက်တဲ့အဖြစ်ပဲထွက်မယ်ငါကျွန်တော်ပြောချင်တာပြီးခဲ့တဲ့အစီအစဉ်လေးမြောက်မှာဆိုရင်တိုင်းသားရေတော်မြန်မာလေးကျွန်တော်မေးကြည့်ပါတယ်အစီအုပ်ကျင်းပါတဲ့ဘလို့ရာပြည်ပေါ့လေကျွန်တော်စကားပြောတဲ့အချိန်မှာမေးကြည့်ပါ PDF တွေကိုဖိတ်ထားတယ်လို့ကျွန်တော်ကြားတယ် PDF တွေကိုဖိတ်တယ်လို့ကြားတယ် ကျွန်တော်ပြောချင်တာနော်ဆိုတော့ပြောရရင်တော့ဒီလက်ရှိအနေအထားမှာတော့နိုင်ငံအစိုးရအနေနဲ့ကတော့တိုင်းပြည်ငြိမ်းချမ်းမှုတိုင်းဝါပြောဖို့မျိုးတိုးတက်ဖို့ပေါ့နော်ဒီအတွက်သူလှုပ်ပေးနိုင်တာအခုလှုပ်ပေးနေရလို့ကျွန်တော်ဒီလိုပဲသုံးသပ်တယ်။ဘာကြောင့်လဲကျွန်တော်တို့ကဟိုသတင်းသမားလှုပ်တယ်ဆိုတာပြည်သူလူထုကိုပြန်လည်တင်ပြရတဲ့သတင်းတွေပေါ့နော် instant ပေါ့မြန်မြန်တင်ပြလိုက်ရတဲ့သတင်းတွေအင်တာဗျူးတွေရှိတယ်လို့ကျွန်တော်တချို့ဟာကြီးကြတော့ကျွန်တော်တို့ကတမိုင်းအရာမှတ်ထားမှတ်သားထားယူတစ်ချိန်မှာစာအုပ်ရေးရင်လည်းရေးမှာပေါ့ဗျာ တချိန်မှာဒီဒေါ်ကူမန့်တွေကတကယ်တမိုင်းဝင်ဒေါ်ကူမန့်တွေဖြစ်သွားအောင်เนาะကျွန်တော်တို့ကဒါအတွက်ပေါ့เนาะဒီလိုပွဲတွေတက်တယ်ဆိုကျွန်တော်တို့ကကျွန်တော်တို့ရဲ့ online ပေါ့เนาะရွေချက် intention နှစ်ခုတော့သွားတော့တစ်ကလက်ရှိအခြေအနေနဲ့ကိုက်ညီတဲ့ interview တွေဒီလူလူတွေကြားကျင်နေတဲ့လူတွေလို့ထင်မှတ်ရတဲ့လူတွေရဲ့စကားသံတွေကျွန်တော်ပေးတယ်နောက်တစ်ခုကကျွန်တော်တို့ချိန်မှာသွားရင်မှတ်တမ်းသမားတယောက်ပါတယ်ကျွန်တော်တို့သတင်းသတင်းပါတယ်ပေါ့เนาะသတင်းကျွန်တော်ကြီးကသတင်း editor ရဲ့ကျွန်တော် editor ချုပ်လုပ်တော့ကျွန်တော်ကရုပ်သံ editor ပေါ့ အဲဒါဒါမျိုးကျွန်တော်ရှိမှာပါနော်တဲအောင်မှတ်တမ်းသမားတက်တက်ကိုရိုက်တာမှတ်တမ်းကိုရိုက်အဲဒါမျိုးပေါ့အဲကျွန်တော်တို့အနေနဲ့ကလည်းလူကြီးရဲ့စကားပြောတယ်နှုတ်ဆက်တယ်ပြောကြတယ်ဆိုတာဒါကအဓိကအဖြစ်တော့ကျွန်တော်တို့ကဟိုလူကြီးနဲ့ဟိုမစိမ့်ညင်ကျွန်တော်ပြဿနာဘာမှမဟုတ်ဘူးကျွန်တော်ကဘာအခွင့်အရေးပါညာဒါမျိုးတော့မဟုတ်ပါဘူးကျွန်တော်မစိမ့်ညင်မစိမ့်ညင်ကဘာလို့လဲဆိုတော့သူတို့ကတိုင်းပြည်ကိုလက်ရှိအနေအထားမှာလက်တွေ့ဟာလာတီထောင်တီဆောက်နေကြတဲ့လူတွေဖြစ်တယ် ဆိုတော့ဒီလူတွေကြီးကကျွန်တော်တို့ကြားရတဲ့စကားသံတွေသူတို့တွေကြီးကပြောလိုက်တဲ့စကားသံတွေကတချို့ဟာတွေကပြည်သူလူထုအတွက်အရန်အကျိုးရှိတယ်သူတို့လှုပ်ဆောင်နေတာတွေဘာတွေလှုပ်ဆောင်နေလဲဆိုတာတချို့ကပြည်သူလူထုကမသိဘူးမသိဘူးတချို့ကလည်းအဲ့ဒါတွေကိုတည်င်းလို့မထင်ဘူးကျွန်တော်ပြောချင်တာဟာလာဟိုတနေ့ကဆိုရင်ဟာလာကျွန်တော်တို့ဒီလောကပွဲမှာဆိုလို့ရှိရင်ဘူဂျုံမူကြီးကြည်တာရှောက်ကြည့်တော့ကျွန်တော်မြန်မာကရောက်ရိုက်တယ်ကျွန်တော်မြန်မာကရိုက်တယ်အနီးကဆုံးနေရာသွားပြီးရိုက်တယ်အဲဘူဂျုံမူကြီးအနီးကလူငယ်လေးတွေကပြောတယ်ကောမင်းအနားတော့တိတ်မတိုးပါဘူးမတိုးဘူးရတယ် ဘာကြောင့်လဲဆိုတော့လက်ရှိအနေအထားမှာဝန်ကြီးဌာနတွေဘာတွေလုပ်နေသလဲနိုင်ငံတော်အကြီးအကဲကဘာတွေလုပ်နေသလဲဒါတွေကပြည်သူလူထုသိဖို့တည်ရဒီကွင်းဆက်တွေပြတ်နေတာကျွန်တော်တို့တိုင်ပြီ MRTV တို့မျောက်ယူလို့ကြတော့သူတို့ကမူဝါဒနဲ့သွားရတဲ့အတွက်ကြတော့သူတို့ကမူဝါဒပြောရသူတို့ဒီမှာရှိတဲ့ editor တွေကသူတို့မူဝါဒအမှားမခံဘူးသူတို့အပြစ်အပြစ်မခံဘူးဟာကျွန်တော်တို့သတင်းသမားတွေတဲ့သတင်းစကားတော်မှာကျွန်တော်တို့တချို့ဟာတွေကထဲ့ကိုထည့်ပေးရမယ့်ဟာတွေသူတို့ ਨੇ သူတို့ editor တွေကသူတို့အပြစ်မခံဘူးသူတို့ဖြတ်ချပလိုက်သူတို့မူဝါဒနဲ့မကိုင်းဖြတ်ချတယ် ဒါကြောင့်မို့ကျွန်တော်တို့က45မိနစ်လောက်ပြောပေးမယ်။10မိနစ်လောက်ပဲတင်ကြတာလည်းရှိတယ်။ဒါကတော့သူတို့မူဝါဒနဲ့သွားတာပြတော့ကျွန်တော်တို့ပြောပြမယ်။ကျွန်တော်တို့ကြတော့ကျွန်တော်တို့က freelance တွေဖြစ်တယ်။ကျွန်တော်တို့ကပြောလို့ရှိရင်တော့ဘယ်လို complaint ဆိုတော့ဟိုဟို instant journalist ခေါ်မှာနော်။မြန်မြန်ပေါ့နော်။မြန်မြန်လို့ပဲမြန်မြန်တင်မယ်။ကျွန်တော်တို့မူဝါဒလည်းရှိပါကျွန်တော်မှလည်းမူဝါဒရှိပါဒါပေမဲ့ကျွန်တော်တို့မူဝါဒသူတို့က strict မဖြစ်ဘူးသူတို့ကနိုင်ငံတော်တည်နိုင်ငံနိုင်ငံတော်ပိုင်တည်ထောင်တာဖြစ်တဲ့အတွက်သူတို့ကပို့ပြီးနည်းနည်းပို့တင်းကျက်တယ်ကျွန်တော်တို့ကြတော့ချုပ်တင်နေတာတင်မယ် အဖြစ်ဖြစ်တော့လည်းခံယူမှာပေါ့ဗျာဒါပဲရှိတာကိုကျွန်တော်ပြောနေအဲ့တော့အဲ့ဒီမှာဆိုရင်ကျွန်တော်တေချာရိုက်တယ်ဒီဘက်ကလောကအနေနဲ့လည်းသူတော်တော်များများလုံနေရဗျာအဓိကအဖြစ်ဒီ e-government ကိုတက်ဖို့တော့တော်တော်များလုံမှန်တယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့နိုင်ငံကဒီမပုံနေတိုင်းတာကြာပြီသူ့အမဲ့စက်ကူကြီးတွေဖြစ်နေတယ်ပေပါကြီးတွေဖြစ်နေတယ်လက်ရည်ကြီးတွေနဲ့ရည်နေတယ်ကမ္ဘာမှာဘယ်နိုင်ငံမှမရှိတော့မရှိတော့အဲ့တော့အဲ့ဒါကိုသူတို့ smart card ဖြစ်ပြောင်းဖို့အတွက်ဘယ်မှာလောက်ကိုင်းတာရှိတယ် ောက်တစ်ခုကဒီ smart card ပြီးလို့ရှိရင်တို့က DRD မှတ်ပုံတွေတစ်ခုတည်းသို့မဟုတ် passport တစ်ခုတည်း ਨੇ အကုန်လုံးအသုံးပြုလို့ရအောင်ပေါ့နော်ဒါကြီးလုံနေရတွေ့တွေ့တဲ့အခါမှာတချို့ပြည်သူလူထုကလည်းအားမေကိုအားမလို့အားမရဖြစ်တာရှိတာပေါ့ဗျာတချို့ဆိုနိုင်ငံကရောက်ခွေးတဲ့အခါကျတော့ဟာဒီမှာဒါလေးလောက်တာကြားလာလို့ဘာလို့ရှိတာကျွန်တော်ပြောချင်တာအဓိကကျွန်တော်တန်းပြန်မပြည့်စုံမပြည့်စုံမပြည့်စုံဘူးလို့ပဲဘာဖြစ်လဲဆိုတော့ budget လိုအပ်ချက်တွေရှိတယ်တချို့ဝန်ကြီးဌာနတွေ ဲ့တော့ဒီ budget တွေအတွက်ကို budget ဆိုတော့ခင်ဗျားတို့သိတဲ့အတိုင်းဟာလာဥမာအမေရိကန်မှာ online ဖြစ်သွားတယ်ကျွန်တော်တို့စနေကနေပြီးတော့ budget တွေဖြတ်လိုက်တယ်တန်ရုံးတွေတော့ပိတ်လိုက်ရတယ်ဘလို့မှ area site မလုပ် budget ဆိုတာကျွန်တော်ပြောချင်တာဟာဒီတန်ရုံးတွေမပိတ်ထားပါနဲ့ကွာဟာလာလုပ်ပါကွာမအေးဒီကဒီလောက်တော့ site လုပ်လိုက်ပါကွာ facebook တော့ facebook တင်လာတော့ဘလို့ကပတ်စံ site မတင်ဘူး budget ဆိုတာကျွန်တော်ပြောအဲ့ဒါခင်ဗျားတို့အဲ့လို budget လို့ပြောရင်ဟာဘယ်သူကချမ်းသာလာပြီးလုပ်တာမဟုတ်ဘူးနိုင်ငံတော်ရဲ့ budget ပုံစံနိုင်ငံတော်ရဲ့ budget ပုံစံသွားတာအဲ့တော့ဒီနှစ်အတွက်ဒီ budget ဒီဝန်ကြီးဌာနက budget ဒီလောက်ပဲရတယ်သူကဒီ budget အထဲမှာသူတို့ရဲ့မူဝါဒတွေကိုရအောင်အကောင့်ထဲပေါ်ရတာဒါကြောင့်မို့ဒီ budget တွေများအောင်ဒီလက်ရှိနိုင်ငံတော်အကြီးအကဲပါတယ်ဆိုမွေးမြူတွေလောက်ကြစီးပွားရေးလောက်ကြစိုက်ပျိုးရေးလောက်ကြဒါရင်များများနိုင်ငံခြားကိုတင်ပို့ရောင်းချရင်ဒေါ်လာတွေရလာမယ်ဒီဒေါ်လာရင်းနဲ့ဟာလာကျွန်တော်တို့ဒီမှာဖွံ့ဖြိုးတိုးတက်ရေးအတွက်ပစ္စည်းတွေဝယ်ယူလာနိုင်တယ်သူပြောနေတာဒါကိုပြောနေတာ ဲ့တော့ဟိုပြောရရင်ကျွန်တော်တို့အချိန်မှာကမှန်တယ်ပြည်သူလူထုအနေနဲ့ကလည်းတချို့ကိစ္စတွေမှာဘယ်လိုခေါ်မလဲတိတ်အချိန်ကိုမစောင့်နိုင်တော့တာကိုကျွန်တော်တို့ကနားလဲပါတယ်နားလဲပါတယ်အဲ့ဒီလုံကဒီဘန်နဲ့ပတ်သက်တဲ့ဘန်ကတ်တွေတောက်လောက်တာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဘယ်လိုမှုချင်းနဲ့တိတ်မဝေးဘူးလေးပေကွာလောက်မှပဲရှိတယ်သူပြောတာအကုန်ကြားနေရသူမေးတယ်အဲ့ကဘန်ကတောင်းရှိသူတယောက်မေးတယ်ဟုတ်ပြီရဲ့ဒါလုံးရင်ဘယ်လောက်လောက်ကြာမလဲတဲ့ဘေးကလူတွေနားလဲတာဟာကျွန်တော်တို့လုံနေပါပဲမဟုတ်ဘူးသူပြောတာ ငါဒီမှာကျွန်တော်ဘတ်စမတ်ကတ်လုပ်မယ်အဲ့ဒီကနေစပြီးတော့စမတ်ကတ်ထွက်လာတဲ့အချိန်ဘလောက်ကြာမလဲလို့သူမေးတဲ့သဘောရှိဆိုတော့အဲ့ဒါပြောတော့သူတို့နောက်ပိုင်းတော့အမြန်ဆုံးဖြစ်လာမှာပေါ့နော်ဒါမျိုးပြောလာရှိဟိုကမှာမှတ်ပုံတွေကိစ္စလည်းဒီလိုပါဘလောက်ကြာမလဲပြောအဲ့ဒီကဘာလဲဆိုတော့ကျွန်တော်ခုနပြောလို့ပဲဟိုဒီအရေလုတ်တဲ့အခါမှာကျွန်တော်ဘက်မှာနီးပညာပိုင်းနေလို့တယ်တော့တချို့တိုင်းပြည်တွေကဒီဆက်ပစ္စည်းတွေကိုယ်တိုင်လုံးလို့ရတာမဟုတ်ဘူးဗျကျွန်တော်အဲ့နောက်မှာကြည့်ကြည့်တယ်တချို့ဆက်ပစ္စည်းတွေကိုယ်တိုင်လုံးလို့မရဘူး ။ပြီးတော့ခြားနိုင်ငံတွေကဝယ်ရတယ်။ဝယ်ရတဲ့ခါကျရင်စီးပွားရေးပေးဆိုလာတဲ့မြန်မာပြည်ကိုဟိုကမရောအောင်ဒီကမရောအောင်လို့မရပြန်ဘူး။အများကြီးရှိတဲ့ပြဿနာတွေကအစိုးရတစ်ဖွဲ့မှာကျွန်တော်အဲ့လိုတိုင်းပြည်မှာရှိတဲ့ခေါင်းဆောင်တွေရဲ့ဟဲ့လားသူတို့ဘလို့ခေါ်မလဲတိုင်းပြည်အတွက်ကိုမရရအောင်ဖွံ့ဖြိုးတိုးတက်အောင်လုပ်မယ်ကွာ။ဂျင်းတဲ့ချက်ထက်ကနေဖြစ်လေဖြစ်ပါစေလုပ်မယ်ကွာဆိုပြီးတော့လှုပ်ဆောင်နေတာတွေပြည်သူတွေမြင်စေချင်တာ။မြင်စေချင်တာကျွန်တော်အဲ့ဒါအဲ့တော့ကျွန်တော်အနီးကရိုက်တယ်တချို့ကတော့ဖော်ရှိုးတောင်းပန်တော့ပဲရိုက်တယ်ဖော်ရှိုးဗီဒီယိုတော့ပဲရိုက်တယ်အတန်ဖြောက်ရကျွန်တော်မဟုတ်ဘူး အတန်မှာပါသေးခြင်းလေအဓိကပါလဲဆိုတော့ပြည်သူနဲ့အစိုးရကြားမှာကျွန်တော်တို့ကဂျိတ်ဆက်တစ်ခုလိုအပ်တယ်ပြည်သူနဲ့အစိုးရကြားမှာဂျိတ်ဆက်ပြတ်နေလို့မရအစိုးရဘာလုပ်နေလဲဆိုတော့ပြည်သူသိရမယ်ပြည်သူဘာလုပ်ခြင်းလဲဆိုတော့အစိုးရသိရဒါမှသာဒီတိုင်းကြီးက harmonize ဖြစ်မှာပြည်သူနဲ့အစိုးရကြားအဲ့ဒီအလုပ်ကိုလုပ်ပေးရမှာကျွန်တော်တို့တည်င်းသမားတွေလုပ်ပေးရကျွန်တော်တည်င်းသမားဆိုပြီးပြဿနာအများအားထိုင်ရှာနေလို့မရဘူးကျွန်တော်ပြောချင်တာနော်ဒါအောင်လို့ကျွန်တော်တို့သွားတယ် ဖိတ်တဲ့ပွဲလိုက်အောင်သွားတယ်သွားပြီးကျွန်တော်တို့အကောင်းဆုံးဖြစ်အောင်ကျွန်တော်တို့လုပ်တယ်နော်ထားရတော့အဲ့တော့လက်ရှိအနေအထားမှာကျွန်တော်ပြောချင်တာကဘာလဲဆိုတော့လက်ရှိအနေအထားမှာဒီဟဲ့လားဟိုနိုင်ငံရေးရသဘောတော့မတူညီတာဖြစ်ဘာပဲဖြစ်ပဲတက်မလို့အားဆန်းတာပဲဖြစ်ဘာပဲဖြစ်ပေါ့ဒီအနေလေးတို့ MNDA တို့ပေါ့ AA တို့ကတိတုံညာနှစ်ခုဆိုပြီးတော့တိုက်တယ်ရှမ်းမြောက်ကိုတိုက်တယ်ပြီးတော့ကျွန်တော်တို့ဟဲ့လားဒီမင်းမနာတိရောက်လာတာပေါ့နော်ရောက်လာသူတို့နိုင်တယ်မှန်တယ်အဲ့ဒီအချိန်မှာမှန်တယ်တက်မလို့ဘက်မှာဒီဘက်မှာနိုင်ငံတိဆောက်ရေး ဟာဟိုပြောရလို့ရှိရင်တော့ကျန်တဲ့ပေါ်ပြနိုင်ငံဆက်ဆံရေးပိုင်းကသူဒီစီးပွားရေးပြန်လဲဥပမလောက်အများကြီးလုပ်နေရတယ်ရှိရတဲ့ surprise ခံလိုက်ရတယ်လို့ကျွန်တော်ဒီလိုမျိုးသုံးသပ်တယ်အဲ့အချိန် surprise ခံနေရတဲ့အချိန်မှာပဲဝင်ဝင်ကြီးပြောတယ်ဒီနေရာနေပြန်ဆုတ်ပြီးပြောတယ်မဆုတ်ဘူးတိုက်တယ်တိုက်တယ်တိုက်တိုက်လာတိုက်တိုင်းအောင်တယ်နော်တိုက်တိုင်းအောင်တယ် TNL ပြီးရတယ် MND ပြီးရတယ်ပေါ့ဗျာအဲ့လိုပြီးရတဲ့ကြားနေပြီးဘာဖြစ်လာလဲလက်ရှိနေထားမှာမိုးကုန်းနဲ့မိုးမိတ်မိုးကုန်းမျိုးကတိမ့်လိုက်တာနော်သဘောက လက်ရှိနေသားမှာတက်ကအရသာံပေးထားရတယ်မိုးဖို့နဲ့မိုးမိုးကနေမိုးမေးရနေပြီးဆုပ်ပေးရမယ်ဆိုပြောထားတယ်မဆုပ်သေးရင်ဒီမင်းနဲ့နဲ့တိုက်မယ်ဆိုပြောထားတယ်ဒါပေမဲ့ဒီဘက်သတင်းတွေမှာရေးထားတာကတရုတ်ကြီးဂျောင်းဝင်ညှိနှိုင်းမှုဖြစ်အဲသူကဒီလိုရေးတာပြောရမလို့ဗျာသူတက်မော်ရဲ့တိုက်ရေးဆွဲရတဲ့အလကားပါဘောတရုတ်ကဂျာအကူညီပေးနေလို့ပါဆိုတဲ့ပုံစံမျိုးသူတုံးထားတာရှိတယ်သူရေးထားတာကတရုတ်ကြီးဂျောင်းဝင်ညှိနှိုင်းမှုဖြစ်တဲ့မိုးမိုးနဲ့မိုးမိတ်မျိုးများမှာ TNN တွေတက်များဆုတ်ခွာရတဲ့သဘောတူပြီး စစ်တပ်နဲ့အပြစ်ခတ်ရဲစဲရေးသဘောတူလက်မှတ်ရေးထိုးတယ်။အတူတူရတာနော်။ဒီချက်ရတာဘာလဲဆိုတော့ TNL ကတိမ့်လိုက်ထားတော့မိုးကုန်းနဲ့မိုးမိတ်မြို့များမှာစုခွာရန်သဘောတူညီလိုက်ပြီးစစ်တပ်နဲ့အပြစ်ခတ်ရဲစဲရေးသဘောတူလက်မှတ်ရေးထိုးလိုက်ကြောင်းယနေ့ TNL ကသတင်းထုတ်ပြန်နေတဲ့နော်။ကလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF TNL မှဒုတိယဗိုလ်ချုပ်ကြီးတာချုပ်ဂျာဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့နှင့်ဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦးဆောင်သည့် NSPNC ကိုယ်စားလှယ်အဖွဲ့တို့ဟာတဲ့ တရုတ်နိုင်ငံအထူးကိုယ်စားလှယ်မစ္စတာတိန်ရွှေချင်းဂျားဝင်ညှိနှိုင်းမှုဖြင့်ကိုးကြိမ်မြောက်တွဲဆုံဆွေးနွေးပွဲကိုတရုတ်နိုင်ငံကုမင်းမြို့မှာ2025ခုနှစ်အောက်တိုဘာလ28ရက်တနေ့ကနေ့တဲ့28ရက်မနေ့ကတွေ့ကျူးလုပ်ခဲ့တယ်တရုတ်နိုင်ငံအထူးကိုယ်စားလှယ်ဂျီအီဂျားဝင်စစ်ဆက်ညှိနှိုင်းမှုကြောင့်နှစ်ဖက်အပြန်အလှန်ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်နိုင်ခဲ့ပြီးသဘောတူလက်မှတ်သဘောတူသတ်မှတ်ထားသည့်ကာလတွေမိုးကုတ်နှင့် မိမ့်မိတ်မိတွေတို့မှာ TNL အဖွဲ့များပြန်လည်ဆုတ်ခွာသွားပြီဖြစ်ကြောင်းသိရတယ်တဲ့ TNL ဤတအောင်းဒေသကိုလည်းမြန်မာစစ်တပ်မှလေရင်ပြေဘုံကျဲခြင်းနဲ့ထိုးစစ်ဆင်တိုက်ခိုက်ခြင်းမှမပြုတ်ပဲအစီအစဉ်ကဗီဒီယိုကြီးပြောတယ်မင်းတို့တတ်မှတ်ပြီးသားနေရာရှိတယ်လေ NCA နဲ့တတ်မှတ်ပြီးသားနေရာကြီးအဲ့ကိုသွားလက်ရှိဒီတက်မော်ဆိုတာဂျားကန်အစိုးရတည့်ရဖြစ်တယ်ပေးလို့လည်းမရဘူးယူလို့လည်းမရဘူး သူပြောရရှင်းရှင်းလေးအဲ့တုံးကတည်းကသူမေကုန်းပြောခဲ့တယ်လေချေလွတ်တော့ပေါ်လာလာရင်တောင်းနောက်အစိုးရအဖွဲ့ပေါ်ပေါက်လာရင်မင်းတို့တောင်းဒါကဂျားကလာအစိုးရတည်းဖြစ်တယ်ဆိုပြီးဘုံမူကြီးဒီလိုပြောခဲ့တယ်အဲ့မဲ့သူတို့ကတက်မလို့အားနေပါပြီလို့ပြောဝင်တိုက်တယ်ဘုံချုံမူကြီးရဲ့ smart brain တော့ကျွန်တော်ပြောရမယ် MCA ကိုလုံးဝအပြတ်မခံဘူးဘာကြောင့်လဲကျွန်တော်တို့တိုင်းပြည်ကငင်းငင်းရေးကိုတွားဖို့တွားရမယ်အဲ့ငင်းငင်းရေးကိုတွားတဲ့အခါမှာအယတမကားမောင်းလို့ဟိုရက်ကြီးတွားလို့မရဘူးတိကျခိုင်မာတဲ့လန်တလန်းကို အဲ့ဒါကျွန်တော်တို့အဲ့ဒါတချို့ကိစ္စတွေမှာဘယ်လိုခေါ်မလဲဟိုဆုံးရှုံးမှုကြီးရှိရင်ရှိနိုင်ပေမဲ့တယောက်နဲ့တယောက်ကြားမှာယုံကြည်မှုကိုပြက်ပြက်သားသားတိဆောက်ထားတာမဟုတ်ဘူးမင်းတို့လုပ်ငါတို့ကတော့အစီအပေါ်မှာပဲရက်တည်တာလေကိုယ့်ဘက်ကတော့ဖိဆက်ရတဲ့တချို့ဖိတ်ရှင်လေးတွေတော့ရှိတာပေါ့ရှိတာပေါ့ဒါကတော့ကျွန်တော်တို့မငင်းပါဘူးเนาะဒါပေမဲ့သူ့ရဲ့ဟလာယုံကြည်မှုကိုစနစ်တကျတိဆောက်ထားတဲ့အတွက်ကျွန်တော်ထင်တယ်ဒီ TNL ကအ နောက်ကျင်းပမယ့် NSPNC ပွဲမှာ NCA ပွဲမှာတေချာဖို့ပါလာနိုင်မှုရှိတယ်ကျွန်တော်တင်တယ်ဘာလို့လက်ရှိခေါင်းဆောင်တွေအနေနဲ့ဟိုတိုင်းရင်းသားတွေနဲ့ဒီလက်ရှိပေါ့နော်ဒီနိုင်ငံတော်အစိုးရမြန်မာမြန်မာတွေကြားမှာအနစ်နာခံပြီးတော့ယုံကြည်ချက်တည်ဆောက်နေရတယ်ကျွန်တော်တို့တွေ့ရတယ်ကျွန်တော်တို့တွေ့ရတယ်ဟုတ်လားဟိုပြောရရင်တိတ်ပြီးတော့ဟိုအကဲမဆက်ဘူးပေါ့ဗျာငါလုံးလိုက်ရတယ်ငါထတီးလိုက်ရဆိုဒါမျိုးမလုပ်ဘူးမလုပ်နဲ့မင်းတို့ဒီမှာစိတ်ကမ်းမျက်ရှိတယ်ဒီတိုင်းမဲ့တော့ဒီတိုင်းမဲ့တော့ဆိုပြီးသူသွားနေတွေ့ရတယ် ဒါကြောင့်မို့ကျွန်တော်တို့ကပါလဲဆိုဒီနေရာတွေမှာစိတ်ရှည်ခြင်းရဲ့ရလက်တည်လို့เนาะကျွန်တော်ဒီလိုသုံးဒီလိုမျိုးကျွန်တော်သုံးတတ်ခြင်းတုံးကြခြင်းတွေတဲ့ထိုးစစ်ခြင်းတက်ခက်ခြင်းများမပြုတ်ပဲ2025အော်တိုဘာလ29ရက်နေ့တုံညတုံညနိုင်တုံညတုံညမိနစ်အချိန်မှာစတင်၍နှစ်ဖက်ရောက်ရှိစီနေရာများတွင်တက်များရက်တက်ကအပြန်အလှန်အပြည့်အခက်ရစဲရေးအတွက်သဘောတူညီချက်လက်မှတ်ရေးထိုးခဲ့ကြောင်း TNL ကထုတ်ပြန်တယ်တဲ့တုံညနှစ်ခုစစ်စီရဲ့အတွင် TNL ကမိုးကုတ်တီဘောကြောင်မဲနောင်ချူ မိုင်းလုံးမိုင်းငော့မိုးမိတ်နမ်ဆန်မန်တုံကုတ်ခိုင်နမ်ခမ်းနမ်မတူမြို့များကိုတိမ်မဲ့ရရှိခဲ့ပြီးစစ်တပ်ကကြောင်မဲနောင်ချိုတီဘောကိုလည်းပြန်လည်တိုက်ခိုက်သိမ်းမဲ့ခဲ့တယ်။ခုနမြို့ဝန်တပ်ကပြန်သိမ်းပြီးသွားရင်နော်။နောင်ချိုဘောအကုန်သိမ်းပြီးတဲ့ကနော်။ထို့ပြင်ဒီအနေနဲ့ကမိုးကုန်းနဲ့မိုးမိတ်မြို့ဘောကထပ်မံဆွန့်လွတ်လိုက်ပြီဖြစ်သောကြောင့်မိုင်းလုံးမိုင်းငော့နမ်ဆန်မန်တုံကုတ်ခိုင်နမ်ခမ်းနဲ့နမ်မတူမြို့များကတီအန်လေးလက်ထဲလက်ထဲတွင်ကြံတော့မြဖြစ်တယ်ဆိုရေးတာဒါကကျွန်တော်ထင်တာဒီမျိုးတွေက သူတို့ကိုတရားဝင်ပေးထားတဲ့မျိုးတွေဖြစ်နိုင်တယ်ဒါကျွန်တော်တို့လေ့လာအောင်မယ်နော်ဖြစ်နိုင်တယ်ကျွန်တော်ပြောနေအဲ့တော့စစ်ပွဲတွေဘလောက်တိုက်တိုက်စစ်တွေဘလောက်ဖြစ်ဖြစ်နောက်ဆုံးတော့ငြိမ်းချမ်းရေးစပွဲဝိုင်းမှာပဲဖြည့်ဆင်းကြရတာပဲလို့ကျွန်တော်ပြောချင်တာနော်ခုနကကျွန်တော်ပြောလို့ဟုတ်လားကျွန်တော်တို့ကတယောက်နဲ့တယောက်ယုံကြည်မှုတည်ဆောက်တဲ့အခါမှာမှန်တယ်ညံ့တာပေးဆက်ရတာလည်းရှိတာပေါ့ဒါပေမဲ့နိုင်ငံတော်ခေါင်းဆောင်တွေအနေနဲ့သဘောထားကြီးတယ်လို့အမျှော်မြင်လဲကြီးတယ်လို့ကျွန်တော်ဒီလိုသုံးသပ်တယ်နော်ဒီလိုသုံးသပ်တယ် ဒီလူလူတို့ကလည်းစစ်ပွဲကိုမလိုလားတော့စစ်မဖြစ်ကြရတော့လက်ရှိနိုင်ငံတော်မှာရှိတဲ့ဟလာဒီတက်မတော်အကြီးအကဲတွေနိုင်ငံတော်အကြီးအကဲတွေဆိုလို့ရှိရင်တို့ကပို့ပြီးတော့မဖြစ်ရှင်နေတဲ့စစ်ကိုဒီကဖွံ့ဖြိုးတို့လို့လက်ထက်မှာဗျာဖွံ့ဖြိုးတိုးတက်တယ်ဟေ့ဆိုတဲ့ဒီခရစ်တို့ကတို့လိုချင်ကြတာလိုချင်ကြတာဒါကြောင့်မို့တို့အနေနဲ့ငင်းငယ်ရေးကိုလိုချင်တယ်ငင်းငယ်ရေးအတွက်လည်းအားလုံးအတွက်တကားတွေဖွင့်ထားတယ်နောက်တစ်ခုကတော့တကားတွေဖွင့်ထားရဆိုပြီးထိုင်ကြည့်နေတာမဟုတ်ဘူးယုံကြည်ကြောင်းနဲ့တယောက် ယုံကြည်မှုပေါ့ဗျာ trust ခေါ်မှာပေါ့နော်ဒီ trust ကိုလည်းတကယ် deeply ပေါ့နော်နက်နက်ရှိုင်းရှိုင်းတည်ဆောက်နေတာတွေ့ရတယ်လို့ကျွန်တော်ဒီလိုပြောနေတာဒါကြောင့်မို့ကျွန်တော်တို့ကရွေးကောက်ပွဲအပြီးကာလမှာကျွန်တော်တို့တိုင်းပြည်အတွက်ခုပြီးခတ်ပြီးပေါ့နော်ဒီစပွဲပုံမှာရှိတဲ့တကယ်ဘယ်လိုခေါ်မလဲမွေးကြိုင်နေတဲ့နော်တကယ်ရတာရှိတဲ့ဟင်းလျာတွေကိုဒီကျွန်တော်တို့မြန်မာနိုင်ငံမှာရှိတဲ့တိုင်းရင်းသားမိသားစုတွေအကုန်လုံးကျောင်းထဲတောင်လက်ရည်တပြင်းကြီးဝင်ရောက်စားတောက်တဲ့ ခမင်းဝိုင်းတစ်ခုပေါ်ပေါက်လာနိုင်တယ်နော်အဓိကအပြင်အစိုးရဖွဲ့ပေါ်လာမယ်တိုင်းရင်းသားတွေအတွက်ဘလို့ခေါ်မလဲဒီညဉ့်ညဉ့်ရေးဆွေးနွေးပွဲတွေပေါ်လာမယ်အပေါ်မှာရှိရဟလားကျွန်တော်တို့အကြောင်းသားတွေပြည်သူတွေအလုံသမားတွေပြောလဲအလုံကန်ကောင်းတွေဒါတွေပေါ်လာမယ်လို့ကျွန်တော်တို့ဒီလိုသုံးသပ်တယ်နော်ဒီလိုသုံးသပ်တယ်ဒါကြောင့်မို့ကျွန်တော်တို့ရဲ့ဒီရွေးကောက်ပွဲဟာကျွန်တော်တတိုင်းပြည်လုံးမှာရှိတယ်လဲနေလျောင်မြင်းဆောင်မကြံပြည်သူလူထုအားလုံးရဲ့ထွက်ပေါက်ဖြစ်တယ်နော်ထွက်ပေါက်ဖြစ်တယ်လို့ကျွန်တော်ဒီလိုသုံးသပ်ခြင်းတယ်ဒါကြောင့်မို့ ရွေးကောက်ပွဲနဲ့ပတ်သက်ရင်တော့ကျွန်တော်တို့ဟာအားလုံးကတိုင်းသူပြည်သားတစ်ယောက်ရဲ့တာဝန်ကိုကျေဖို့လိုတယ်။ဒီကကိုကြိုက်နှစ်သက်တဲ့ပါတီကိုမဲထွက်ပေးဖို့လိုအပ်တယ်လို့နော်။တိုင်းပြည်တည်ငြိမ်မှုဆိုတာအစိုးရတစ်ခုရဲ့လုပ်လို့မရအောင်။တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုဆိုတာလည်းအစိုးရတစ်ခုရဲ့လုပ်လို့မရအောင်။ပြည်သူလူထုရဲ့အားလိုတယ်။နော်ပြည်သူလူထုရဲ့အားလိုတယ်။ပြည်သူလူထုရဲ့ပူးပေါင်းဆောင်ရွက်မှုလိုတယ်။ဒါကြောင့်မို့ကျွန်တော်တို့ကတိုင်းပြည်တည်ငြိမ်ရင်နဲ့တိုင်းပြည်အေးချမ်းရင်နဲ့တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ခြင်းနဲ့ဆိုရင်ပြည်သူလူအားလုံးအနေနဲ့လဲ ုတ်တစ်ချက်တဲတဝင့်အနေနဲ့ပူပေါင်းပေါင်းမှုလိုတယ်လို့နော်